ောင်မျိုးဆိုအော့ဆိုတဲ့သတင်းတွေကိုကျွန်တော်ဖော်ပြပေးมาဖြစ်ပါတယ်ဟာမင်းတို့ကလည်းကွာအာရင်နဲ့ငါမှာတော့နိုင်ငံတကာပတ်ပြီးတော့တောင်းရမ်းနေတာငါ့အမျိုးလေးတစ်မျိုးလောက်ပေးပါအောင်တကောကြီးရဲ့ဒါတော့တောင်းမှန်တိုးရှိုးပြီးတော့မျိုးလေးတွေလိုက်တောင်းမင်းတို့ကမျိုးတွေကိုအလကားပေးနေတာလားဘက်ဘက်ကြီးတော်တော်စိတ်မကောင်းပါဘူး ဝင်းကျင်ထိကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီဖြစ်တဲ့အကြောင်းဟာကောင်းမွေးပြီးလောင်ပြီနှစ်ဖူးတက်တယ်တော့မိုးချိုးပြစ်ခံရပြီအဲဘာကြီးဟုတ်ပါတယ်နေပြီးတော့ဥဒ္ဓတိရိမြို့နယ်အတွင်းမှာရှိတဲ့အကြံဖက်စစ်ခွေးတက်စကန်ကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PLA ကဝင်ရောက်တိုက်ခိုက်စီးနင်းလိုက်တဲ့အကြောင်းကို ထုတ်ပေါ်ပြောဆိုလာခဲ့ပါပြီ။ဟာ ဒီနေ့ကတော့မိုးကြိုးပြစ်ခံရတဲ့နေ့တွေပဲကျွန်တော်ရမိသားစုဝင်နေ။ဟုတ်ပြီ။ဒီเจ้าတွေကိုကျွန်တော်အသေးစိတ်ဖော်ပြပေးမှာအဲဘာလို့ဘလိုမျိုးပြေးတာလဲဘလိုအစောကြီးထတာလဲပြီးတော့ဘလိုသေးတာလဲဘလိုမျိုးခေါင်းပေါ်မှာလက်ကလေးတွေကျိုးလေးတုပ်ပြီးတော့ဘလိုမျိုးလေးနေထိုင်ရတာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုဇုံးတီဝင်ကြည့်ရှုဖို့ကျွန်တော်ရမိသားစုဝင်တအိုးချင်းတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပါတယ်မနက်စောကြီးထပြေးတာပါအဲဘသားတွေက ဗီဇာမလို passport လိုပဲနဲ့နိုင်ငံဖြတ်ကျော်ကူးတန်းခွင့်ရနေတာကခွေးတွေပဲရှိတယ်ကျွန်တော်ပြောတဲ့စကားမှားသွားလားကျွန်တော်မိသားစုဝင်ဒါနေဆက်စီးဗျာနေဆက်စီးမှာပေါ့နော်ဒါတစ်ဖက်နိုင်ငံနှစ်နိုင်ငံရှိတာပေါ့နော်ဟိုဘက်မှာနိုင်ငံဒီဘက်မှာတနိုင်ငံဆိုတော့ကိုမြင့်ချင်းထိစပ်နေတဲ့နေဆက်စီးမြင့်တွေမှာဒီဘက်ကအာခွေးလေးတစ်ကောင်ပေါ့နော်ဒီဘက်နေဆက်စီးမြင့်လေးကိုကြော်ဖြတ်သွားတယ်နိုင်ငံဖြတ်ကျော်တာ ไอ้ควีลี่อ่ะဒါပေမဲ့ไอ้ควีลี่อ่ะอีซี่ๆပဲလွတ်လွတ်လပ်ပဲအဲ့တော့ကောင်းကိုစဉ်းစားပေါ့ဗျာဥပဇ္ဇကောကသူတွေကျွန်တော်ပြောရင်အရန်ရန်ရကြာသွားမယ်စိတ်တော့မကောင်းဘူးအေပါကြီးငါမှာတော့တရုတ်ကြီးကိုပြေးပြီးတော့ဖတ်ပြီးတော့ကက်ရပြီးတော့တောင်းခဲ့ရတာမြို့လေးတစ်မြို့နှစ်မြို့ရဖို့အတွက်မင်းတို့ကငါးနောက်ပေါ်မှာကြာတော့မြို့ကြီးကိုအလကားပေးနေလိုက်တာ ော်တော်လေးကိုအတောင်ရန်ကျမ်းနဲ့အေဘနဲ့အပေးအကန်းရရောတဲ့အေဘအသားတွေအကြောင်းကတော့ဒီနေ့မှပေါ်လင်သွားပါပြီကျွန်တော်မိသားစုဝင်နေဟုတ်ပြီမတော်မျိုးဆိုအောင်ထုံးစံတိုင်းမှာကျွန်တော်ကျွန်တော်မိသားစုဝင်တွေနင်းနေထွေ့ထွေ့နဲ့အတူတူ ready ဖြစ်ပြီလား are ready 3 2 1 go မတော်မျိုးဆို အော်အလုံးစုံကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီရရှိလိုက်တဲ့လက်နက်တွေထဲမှာလက်နက်ကြီး0.5တွေအပါဝင်လက်နက်ငယ်အများပြားပါရရှိလိုက်တဲ့အတွက်အဲ့ဒီတိုက်ပွဲဟာတကယ်ကိုထက်တန်စွာရရှိလိုက်ခြင်းဖြစ်ပါတယ်ဟာဒါဆိုရင်ဒီကောင်နေမနဲ့စောကြီးဘာကြောင့်ထွက်ပြေးရတာလဲကိုရှန်းလေးအာမေးစရာရှိတာပြီဒါမေးရမယ်ကျွန်တော်ရမိတာဆိုတော့အဲ့ဒီမှာ ျွန်တော်တို့ထူးခြားတဲ့အချက်နှစ်ချက်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုအရင်ဆုံးဖော်ပြပေးမယ်။နံပါတ်1ချက်ကဘာလဲဆိုတော့ကျွန်တော်တို့တော်လန်ရေးတဖွဲ့ဝင်တွေတက်ခိုက်သိမ်းပိုက်လိုက်တဲ့အချိန်မှာကျွန်တော်တို့လက်ဝယ်လက်နက်ကြီးလက်နက်ငယ်အမြောက်အများကျွန်တော်တို့ရရှိထားတယ်။ဒါကကျွန်တော်တို့တက်ခိုက်သိမ်းပိုက်လိုက်တာပါ။ဒါပေမဲ့အဂျမဘတ်စစ်ခွေးတက်ကောင်တွေကတော့အယောက်90 ဝင်းကျင်လောက်ဟာလက်နက်နဲ့တကွထိုင်းနိုင်ငံအတွင်းတွေကိုဝင်ရောက်ခုတ်လုံသွားတာပါဗီဇာမလို့ passport မလို့ပဲနဲ့ရိုးရာမပြတ်ထွက်ပြေးနေကြပုံစံလေးပါပဲကျွန်တော်မိသားစုကနေမြင်အောင်ကြည့်ပြီးတော့ရိုးရာမပြတ်ဘလို့ပုံစံလေးပြီးတာလဲဆိုရင်ကျွန်တော်တို့အရှိမရုပ်သံမှတ်တမ်းဗီဒီယိုတွေပြသခဲ့ပြီးဖြစ်ပါတယ်ဒါကတော့သူရဲ့ထုံးစံတိုင်းထုံးစံလိုပဲဖြစ်နေပါပြီ။နောက်တဲ့ထုံးစံတစ်ခုလည်းရှိပါ။အဲ့ဒါကတော့ ထိုင်းဘက်ကိုဝင်ပြီးထိုင်းစစ်တပ်ကလက်နက်တွေကိုသိမ်းဆီးလိုက်တယ်။ထုံးစံအတိုင်းပဲပြန်ပို့ခံရမှာပဲ။ထုံးစံအတိုင်းပဲပေတဲ့အချိန်ထိတိုက်ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ပထမဦးစွာဇေယျဦးပေါ့မြို့တင်းတိုက်ပွဲအကြောင်းကြောင်းမိသားစုနဲ့လာပါပြီဗျာ။မောင်တော်မြို့တင်းကကံရိုတန်တိုင်းစစ် ဌာနချုပ်နေမြေအတွင်းမှာပရမအူဆုံးဈေးဦးပေါက်မျိုးသိမ်းတိုက်ပွဲဖြစ်ပါတယ်မြို့ဘလို့သိမ်းသွားလာလဲတောင်းရင်တစ်ဖက်ဝင်တွေလာရင်ဘလို့ပြင်းလဲစဉ်းစားနေတဲ့ပုံစံတွေလဲကျွန်တော်တို့ဒီနေ့ဖော်ပြမှာဖြစ်ပါတယ်ကျွန်တော်တောင်းတစ်ဖက်ဝင်တွေကသိမ်းမှာငါတို့ကတော့ချမ်းငါတို့ကကြုံးမှာကွာအာနာရှင်မှန်မြမြစ်ဖြတ်ချိန်မောင်းရမယ်ဟေ့ တက်ညီလက်ညီကျွန်တော်တို့မိဘပြည်သူတွေကြောချင်းကပ်ပြီးတော့တိုင်းသားတစ်ဖက်ဝင်နေတဲ့ယဉ်ချင်းဆက်ပြီးတော့ကျွန်တော်တို့ကချမယ်ကြုံးမယ်တိမ့်မယ်ကျွန်တော်တို့လာတိုက်တယ်ဆိုရင်ငါတို့ကလည်းဘလို့ပြင်းမလဲဟေးဆိုတာမျိုးကိုပြင်ဆင်ထားကြတာပါကွာချချက်တွေအများကြီးတော့ကျွန်တော်ရင်ဒါဆိုရင်ကျွန်တော်တော်လန်ရေးစကားတွေနေစဉ် ပြောနေရတာကျွန်တော်မိသားစုဝင်တွေနဲ့ကျွန်တော်နဲ့အတူတူအများနဲ့ရှိနေပြတာကျွန်တော်တက်ကတော့တကယ်ကိုဝမ်းမြောက်ဂုဏ်ယူပွဲပါကျွန်တော်တက်ကတော့တော်လန်ကြီးကနေစင်ပါပဲဟုတ်ပြီလက်ချက်ပုံလေးလမ်းကြောင်းကိုထိန်းချုပ်ဖို့စ조사ရင်းနဲ့မြို့ပါပေးလိုက်ရတယ်ဆိုတော့မင်းအောင်လှိုင်ရေရက်ကလေးပြီးညင်မပြီးတဲ့ကောင်တော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 ်လေးကိုဝမ်းနဲ့ပတ်လက်ညည့်ရက်ဘူးဒီလုံးတော့ကြာစရာပါ အရှိမလည်းပဲမြို့တွေကိုပြန်ပြီးတော့ရဖို့အတွက်အတောင်ရန်ပတ်ဆက်စွာနဲ့တောင်ရန်နေပေမဲ့အနောက်မှာကြတော့ပလိုင်းပေါက်နဲ့ဖားကောက်နေဟာနေဆက်သောတောက်လျှောက်မှာငါတို့လည်းလွတ်ဆုံးဆုံးခဲ့ရတာဒီကလေးအများကြီးဒီကြားလေငါအတင်းထထိုင်ထားတဲ့ခုံကလည်းခလုတ်လုတ်ကဘာကြီးကလည်းငါ့ကိုဘယ်သူမှတောက်ဖတ်မလုပ်တော့ဘူးအဲ့တော့ငါရွေးကောက်ပွဲလုံးမရမယ် ရှည်ရိုးလည်းမပယ်နဲ့ရေကောက်ပွဲကမန်းကန်းထလို့မြို့တွေကိုကမန်းကန်းထကြညာပြီးတော့ကမန်းကန်းတောင်ရန်တယောက်ကပေးလိုက်ဒီဘက်ကပါလိုက်ဟုတ်ပြီကျွန်တော်ရဲ့မိသားစုနဲ့နေစကုံတွေရင်းလမ်းကြောင်းလဲအစင်မပြေတော့ငကူတွေကခိုးစာဖွတ်စာမှတတ်တဲ့ကောင်းနေနေစကိတ်တွေကသူတို့လက်ထဲမှာမဟုတ်ပြန်တော့လဲအချို့ကောင်းတွေကလည်းငတ် ်ငက်ယုံနေမဟုတ်ဘူးပြက်ပြီးတော့အခုဆိုသေတောင်သေတဲ့အခြေအနေနဲ့မှတိုးနေပြီဆိုတော့မရဘူးနေဆက်ကုန်တဲ့ကလေးလေးငါတို့ပြန်ရမှဖြစ်မယ်ဒီမျိုးစုံနဲ့ကြိုးစားကြိုးစားကြိုးစားကြိုးရကုန်သွားမယ်ကျွန်တော်တို့ကမျိုးတွေတမျိုးတမျိုးဆက်ပြီးတော့သိနေတယ်ဆိုတော့ဒီကနေ့မတော်မျိုးဆိုးအောင်ဆိုတဲ့ the danger ဟာကျွန်တော် တော်လှန်ရေးတနည်းအားဖြင့်ကင်းပြင်းနဲ့မှငြိမ်မြေတဲ့တော်လှန်ရေးအခြေအနေအတွက်တကယ်ကိုအားရပွဲဂုံယူပွဲအားတက်ပွဲဖြစ်ပါတယ်ဒီအကြောင်းကိုပဲကျွန်တော်မိသားစုဝင်တွေကိုလင်းလင်းနဲ့နဲ့ပေါ်ပြလာပါကျွန်တော်ဒီတိုက်ပွဲမှာကရင်တွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေလက်တွဲညီစွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ် ကရင်အလံကိုအောက်ဝဲခံတဲ့အချိန်မှာကင်ထားတာကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ဗျကရင်အလံကိုကင်ပြီးတော့တပုတ်ရိုက်ခံတာနော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်ရအလံကိုတော့မကင်ထားဘူးချောင်းမိသားစုနေကျွန်တော်အပါလာဟုတ်ပါတယ်ဟုတ်ပြီဒါတော့မတူထူးကြတဲ့ viewer နှစ်ခုကိုကျွန်တော်တို့ဒီနေ့ ချိန်ထဲမှာမြင်တွေ့ရတာဖြစ်ပါတယ်အဘဘဝရဲ့မူပိုင်းထုံးနှံအစင်လာဘူဟာကြီးနဲ့ရောပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့စည်ရေးမဟာဘူဟာမတူပါဘူးအဘဘဝရဲ့ဘူဟာကတော့ရှယ်ချမ်းတယ်ကျွန်တော်အမိသားဆိုတယ်ရှယ်ချမ်းတယ်ကျွန်တော်ချပြီဆိုတာ ਨੇ မင်းတို့ကလည်းချငါတို့ကလည်းပြေးမှာပဲ ထိုင်းတဲ့ကိုဝင်ပြတာပဲရှင်းရှင်းလေးပဲကျွန်တော်ပြောနေအဝေးကကောင်တွေမခံနိုင်ဘူးကြောက်ရမိသားစုဝင်နေတက်ခနေဆိုပြေးတဲ့ကောင်တွေလက်နဲ့မဲ့ပြည်သူကိုပဲအဲဒီကောင်တွေကအနိုင်ကျင့်ရတာအခုကပြောင်းပြန်ဖြစ်သွားပြီနော်ကျွန်တော်အင်အားနဲ့တဲ့ကျွန်တော်ရဲ့ Kingston Kingscan လေးတွေကိုဒီကောင်တွေကစကြောင်းကြီးတွေထိုးအာလေရင်လေးတွေကဘုံကျဲတခါတည်းလက်နဲ့ကြည့်ပါပြစ်ကူတောင်းလိုက်သေးတယ်ဒါတော့မှ Kingtiti လေးကိုအဒုံဘုံဒီမြောင်များနဲ့လာကျဲတာတွေရတယ်ရှိသေးတယ် အဝင်ရပါဘုံတွေပါကျဲပြီးတော့မြေပြင်ကဆက်ထိုးပြီးတော့အာအကြမ်းဖက်အကြမ်းဖက်စကားကြီးကိုငါတို့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတပ်ပုံမှတ်တမ်းတွေပါပေါ်ပြကျွန်တော်တို့ကကြည်မိရှိတယ်ဝါတဲတတပဲဘာမှမရှိဘူးအရင်တော့ကျွန်တော်တို့မေးတယ်မေးကုန်တယ်ကျွန်တော်ရဲ့မိသားစုမှတ်မိသေးလားအာမင်းတို့ကကိတ်စကန်လောက်ပဲမင်းတို့ကဝင်တိုက်ဖြူလားမင်းတို့ကရဲစကန်လောက်ပဲပြည့်ရဲတာကွာငါတို့ရဲ့တက်စကန်တွေကိုမင်းတို့ထိရဲလို့လားရွှေဘလို့ထိရင်ဘာဖြစ်သွားမလဲညာဖြစ်သွားမလဲ အခုကလုံးဝပြောင်းပြန်ဖြစ်သွားပြီဟုတ်ပြီတကယ်တော့ဒီမော်တော်မျိုးသွင်းတိုက်ပွဲမှာတကယ်ကိုသူတို့တွေရို့ချွန်ချွန်အင်းနဲ့အားနဲ့ခုခံကြကြတာပါဘလို့ခုခံလဲဆိုတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေမှာအញ្ញံခံဒူးထောက်အရှုံးပေးအတနာခံတဲ့ကောင်တွေကတပ်ဖွဲ့ထိုင်းဘက်ကိုလက်လက်တွေတဲ့ပါပတ်စပို့မလို့ဗီဇာမလို့ပဲနဲ့ပြေးသွားတဲ့ကောင်တွေကလည်းတပ်ဖွဲ့ တည်သားတဲ့ကောင်တွေကလည်းတစ်ဖက်ဖွာလန်ကျဲစုံပြတ်တဲ့ကောင်တွေကတော့ထားလိုက်တော့ဘပလက်ကလည်းနေရာတိုင်းမှာတိုက်တာနော်ဘပလက်တိလာကျွန်တော်မိသားစုနေအောင်ဆောင်ကရဲ့ဘပလက်လေးအားရှိတယ်။ဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေ။ဘာမှမသိတဲ့ပွဲတက်ကသိမ့်ပိုက်ပြီးကြောင်းတရားဝင်ကြီးညာလိုက်တယ်။ ဆိုတော့တခါတည်းမှာကျွန်တော်တို့မြို့သိမ်းတိုက်ပွဲလို့ခေါင်းသိမ်းမတက်ပဲနဲ့နော်ကျွန်တော်တို့လမ်းကျုံစကြောင်းထိုးရင်းနဲ့အမှတ်တမဲ့မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရရှိလိုက်ပါကြောင်းဆိုရင်ရောကျွန်တော်ရဲ့မိသားစုဝင်တွေမိုက်တယ်နော်အခေါင်းစဉ်ပူမိုက်တယ်နော်ကျွန်တော်ပြောတဲ့အခုစကားလေးကိုကျွန်တော်မိသားစုဝင်တွေအစိမ်းစိတ်စဉ်းစားကြည့်ဟုတ်ပြီစစ်တုံးမှအကောင်40ကျော်ဖမ်းဆီးရမိတယ်120မမလက်နက်ကြီးအမြောက်နှစ်လက် အပါအဝင်လက်နက်ခဲအများပြားရရှိခဲ့ပါတယ်ကျွန်တော်မိသားစုဆိုရင်ဒါကြောင့်အရန်ကိုတန်းနဲ့တိုက်ပွဲပါဟုတ်ပြီဘောလုံးမသိတိုက်ပွဲမှာသုံးရက်သာကြာမြင့်ပြီးတော့ KNL KNL လေးဥစားမှုနဲ့တူမော်တော်မျိုးသိတိုက်ပွဲကို KNL လေးတက်မှာ၄တရင်1 3ည3တရင်11 Candy ကိုရင်ခွန်တရင်ခွန်ပါဗျာကျွန်တော်မိသားစုနေကျွန်တော်က Candy ကိုရင်ငါပါ ဟုတ်ပြီတရင်တင်နှစ် BPLA FFD တို့ကနေပြီးတော့ပါဝင်တက်ခတ်သိမ့်ပိုက်ခဲ့ကြောင်းအကြပ်စစ်ခွေးတက်ကကောင်းတွေယူပါရချူချာနေတဲ့ကောင်းတွေအကောင်40ကျော်ကိုအရှင်ဖန်စီထိမ့်သိမ့်ခဲ့ပြီးတော့120မမအမြောက်နှစ်လက်120မမလက်နဲ့ကြီးကြီး189.5ဆက်လက်တလက် 60မမ3လက် RPG 2လက်ငကြီးမီ1လက်လက်နက်ငွေ36လက်နဲ့လက်ခဲအမြောက်များကိုသိစီရမိခဲ့တာဖြစ်ပါတယ်ကုန်တဲ့စီးစင်းရေးမှာရေးပါလာတဲ့တိုင်းလာကြီးတိုင်းထိုင်းမြန်မာနေဆက်မြို့တစ်မြို့ဖြစ်ပြီးတော့ဂျန်ဖက်စစ်ခွစ်တက်ကကော90ကျော်အထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတယ်။လက်ရှိအချိန်မှာထိုင်းအာဏာပိုင်နဲ့ထွက်ပြေးနေတဲ့ဂျမဘတ်စ်ခွေးတက်ကောင်တွေကို အစီပြီးတော့လက်နက်တွေသိမ်းစီလိုက်ပါတယ်ထုံးစံအတိုင်းပဲပြင်းနေကြပြောရင်ထုံးစံအတိုင်းပဲပြန်ပို့ခန့်ရမှာပြီးတော့ရင်တော့ထုံးစံအတိုင်းပဲတည်တဲ့အချိန်ကြီးဆက်ပြီးတော့တိုက်ရအောင်မှာဖြစ်ပါတယ်ဒါကတော့လက်ရှိကျောင်းပတ်စုကုတ္တရဲ့မူပိုင်းမဟာဗျူဟာကြီးဖြစ်ပါတယ်ဟုတ်ပြီဒီတိုက်ပွဲမှာကျွန်တော်ဗီဗီအလီရဲ့ထောက်ပြကြညာချက်တွေမှာလည်းကျွန်တော်တို့တွေ့ရပါတယ်တကယ်ကို အဲဝန်တာဂုံယူပါလေကျွန်တော်တို့အားလုံးပေါ့နော်ဒီအချိန်ကကျွန်တော်တို့အတွက်အရေးကြီးနေတဲ့အချိန်ပြီးတော့ဒီအောင်မြင်မှုကအခုကာလတွေမှာတကယ်ကိုစိုးရင်နေရတဲ့အချိန်နေစိတ်ပူနေရတဲ့အချိန်နေပြီးတော့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့အဲကျွန်တော်တို့တစ်ပါးလုံးမှာရှိတဲ့မိဘပြည်သူအားလုံးပေါ့နော်ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့ချုပ်နေမြေလူတွေမှာစိတ်တူပန်နေတဲ့ကာလတွေမှာအခုဆိုးအောင်ဆိုတဲ့မျိုး ကြီးနဲ့အောင်ပွဲတရင်ဟာကျွန်မိသားစုဝင်တွေအတွက်ကတော့တကယ်ကိုအားစိတ်တစ်ခွတ်တိုက်ကျွေးလိုက်တာဖြစ်ပါတယ် ကျွန်တော်အများကြီးဖော်ပြနေကြကျွန်တော်တို့နှစ်ကုန်ကန်နီးဆိုရင်ကျွန်တော်မိသားစုဝင်တွေကို New Year လက်ဆောင်မျိုးတွေပေးနေကြတော့ကျွန်တော်တို့ New Year အတွက်ကျုပ်ပိုက်လက်ဆောင်ကြီးကမြို့ဆိုအောက်ဆိုတော့ကျွန်တော်မိသားစုဝင်တွေတကယ်ကိုတန်ပြီးတော့ပြောလို့ရတယ်เนาะဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာကျွန်တော်ဗစ်ကွတ်တက်ကနေပြီးတော့ဒါထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပြန်လည်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်စစ်တောင်းတွေထိုးပြီးတော့ နေမြဆုံးမှုတက်ပြန်လဲစ조사နေတဲ့ကာမှာပဲကျွန်တော်တို့ KNU KNTO နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအမှတ်တမဲ့လမ်းကြုံမြို့တမြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်အမှတ်တမဲ့မထင်မတာတွေအများကြီးရှိလာအောင်မှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုအစုံပိုင်းမှာနေပြည်တော်အထိတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အကြောင်းပတ်စစ်ကိုတက်စကန်အကြောင်းကိုဖော်ပြမှာပါဒါကလည်းအမှတ်တမဲ့ပါပဲ သူတို့စကြောင်းတိုးနေတာသူတို့နေမြေတွေလူချင်းနေတာရောဂါပွဲလှုပ်ချင်နေတာဟုတ်ဗျာဟုတ်ပြီစိတ်မကောင်းမှုအေပါရေဒီတိုက်ပွဲဟာဒါမော်တော်မျိုးမှာရှိတယ်မျိုးမှာရေစကန်တွေလူကြီးဂိတ်စကန်တွေပြီးတော့လက်နက်ကြီးကုန်းတွေပြီးတော့လောင်းအဂိတ်တွေအကုန်လုံးကိုတိုက်ခတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်တို့ဘက်ကစကြောင်းထိုးနေရာကနေပြီးတော့တိုက်ပွဲကဒါမျိုးသိမ်း ိုက်ပွဲပုံစံပြောင်းသွားတာဖြစ်ပါတယ်ခုဆိုရင်မြို့ပေါ်ဝင်းကြီးတစ်ခုလုံးကိုကျွန်တော်တော်ရင်တပ်ဖွဲ့ဝင်တွေကထိန်းချုပ်ထားပြီးပြည်သူတွေကတော့လက်ရှိအချိန်မှာစပေးရှောင်နေရတယ်ကျွန်တော်ဂျပန်စစ်ခွေတက်ကောင်တွေကလည်းပဲပိတ်မိနေတဲ့ကောင်တွေရှိနေအောင်မလို့လဲကျွန်တော်တို့ဘက်ကတွဆထားပါတယ်ပုံနေတာပေါ့ဗျာသိရမလားငကိုတွေကဒီကောင်တွေကအရက်အဲ့ချိန်ဆိုအရက်သားပုံစံပုံပြောင်းသွားပြီကျောင်းမိသားစုအာယူနီဖောင်းမရှိတော့ဘူး လက်နဲ့မရှိတော့ဘူးကျွန်တော်ကပြောနေအာကာတောင်းချင်းချောင်းပေါင်းပြီးတကောင်းနေရတခါအရအာကာတောင်းချင်းချောင်းပေါင်းပြီးတော့မွတ်တော့ဘူးဟာပစိုးလေးနဲ့အတောင်ရခုတ်လိုလိုအာဘယ်မှာလိုလိုညံ့ညံ့လိုနဲ့ဟိုရောရောဒီရောရောနဲ့အဲ့လိုအကွက်ဝင်ဖြောက်တဲ့ကောင်တွေလည်းအများကြီးရှိတယ်ဒေတာကနေနဲ့ရောနှော်ပြီးတော့ပိုက်ပြီးဆိုတဲ့ကောကကော့ပြောက်လိုက်သွားတဲ့ကောင်တွေအများကြီးဆိုတော့ဒါကြောင့်လည်းပဲဟိုဘက်ကနေပြီးတော့တေစရင် ပြမယ်အတူတူပျောက်စင်းပြတာပိုကောင်းတယ်ဆိုပြီးတော့အပျောက်စင်းမဲ့ထားတော့တာတကယ်လည်းပျောက်နေကြတာတွေကကျွန်တော်တို့နေမီဒေတာတီးတီးမှာအများကြီးကြောက်ရမိသားစုနေအချို့ကကျွန်တော်တို့ဒီပေါ့အဲအခုအချိန်လေးပေါ့နော်အရှင်းစဲသူတို့ရဲ့ဒါတိုင်းတမတွေနဲ့ပြီးတော့ပါစာပြည်သူစစ်တွေပြီးတော့ပေါ်တာဆွဲထားတဲ့ကောင်တွေဘာရင်းညာတွေနဲ့ဆိုတော့တကယ်ကိုအင်အားတော့ရှိကောင်းရှိပါလိမ့်မယ်ဒို့ပေမဲ့သူတို့ကတိုက်ရိုက်ခိုက်ရည်နဲ့တကယ်ကိုဒီပေါ့ဒီစိတ်တက်ခြင်းကွာတဲ့အခါမှာ ကျွန်တော်တိုက်ပြီဆိုတာနဲ့အခုလိုပဲထုံးစံအတိုင်းပြီးပါတယ်ဆိုတော့အခုကတော့ထူးခြားတာတွေကတော့ရသပြည်သူနဲ့ရောနှောပြီးတော့ပြေးနေတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတာဖြစ်ပါတယ်အခုကျွန်တော်ထိုင်းမှာနေစက်မှာရှိတဲ့မော်တော်မြို့ပေါ့နော်အိုက်တိုက်ပွဲအတွင်းထဲမှာကျွန်တော်ပြည်သူ3000ဒီပါစပေးရှောင်းဒါနေရတယ်ပြီးတော့အဲဒီစပေးရှောင်းဆိုတဲ့ဒီစကလုံးရဲ့အနောက်မှာပဲစာနယ်ဧကာတွေပြီးတော့ရသပြည်သူအခုပြောင်းလဲပေါ့နော်အေးမိုးအေးလာတဲ့အခြေအနေတွေ ပြီးတော့ဒါဆေးဝါးနဲ့အမိုးကတွေလိုအပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ရရှိထားရတယ်အဲဒီစပေးရှောင်းတွေထဲမှာကျွန်တော်တို့မြို့ရဲအတူတွေအများဆုံးပါနေတဲ့ခါကျတော့ clean ငွေတွေရောအမျိုးသမီးတွေရောကိုင်ဆောင်တွေရောပါတော့ပါဗျာအဖိုးဖွားတွေလည်းပါပါတယ်ဒါလို့ကျွန်တော်တို့မိသားစုတွေကိုတဆက်တည်းဖော်ပြခြင်းပါတယ်အဲရနေပြီးတော့ကျွန်တော်ထိုင်းနိုင်ငံအတွင်းထဲကိုပေါ့နော်ဒါစပေးရှောင်းတွေကလည်းသွားပြီးတော့ရှောင်းနေရတယ်အကျန်းဖက်စစ်ခိုးတက်ကောက်နေရထိုင်းတဲ့ကိုလက်နဲ့အတူဝင်ပြေးတယ် ဆိုတော့လက်နက်တွေအကုန်သိမ်းပြီးတော့ဒီကောင်တွေကလည်းပဲပြန်ပုတ်ခံရမှာဖြစ်ပါတယ်။ဟုတ်ပြီကြောက်ရင်မိသားစုဝင်ဒါကတော့မနေ့အစောချင်း၃နာရီလောက်ထဲကထပြေးတဲ့မင်းအောင်လှန်ရဲ့တာဝဲတွေအကြောင်းဖြစ်ပါတယ်။နောက်ထပ်ကြီးရတဲ့အကြောင်းကျွန်တော်မိသားစုဝင်တွေကြားကျင်လာဗျာ။နောက်ထပ်ပြေးရတာကတော့တနင်္လာရီတိုင်းမှာမဟုတ်ဘူး။တနင်္လာရီမြို့မှာမဟုတ်ဘူး။ နေပြည်တော်မှာဖြစ်ပါတယ်ဗျာနေပြည်တော်မှာပြီးတာကလည်းပဲရန်သိမြင်လို့အားကြည့်တယ်တကယ်အမခံကျွန်တော်တို့ဒီမာရသွန်ပြီးခုံပြပြိုင်ပွဲတွေမှာအမှန်တကယ်တော့ကျွန်တော်ရင်မသားဆုံးနေလက်ရှိအကျန်းဖက်စစ်ကွေးတက်မင်းအောင်လှိုင်အောက်ကသူ့ရဲ့တပည့်တွေကိုလွတ်ကမှာလောရဗျာရွှေစိတ်ဆိုတာတေကြတယ်ပြီးတာမှာမြန်မှမြန်အခုနေပြည်တော်မှာရှိတဲ့ဩရတိရီမြို့နယ်မှာ ဂျမ်ဖတ်စစ်ခွေးတက်စကန်ကိုကျွန်တော်တို့ PLA ကဝင်ရောက်တက်ခတ်သိမ်းပိုက်လိုက်တဲ့အချိန်မှာတနက်တောင်ဖောက်เสียမလို့ဘူးပြေးတာတကောင်းမှမကြင်အောင်ကျွန်တော်မိသားစုအန်အောတယ်ကျွန်တော်စုံစမ်းလိုက်တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်ညောက်လာပြီဆိုတော့သတင်းကြားလို့ဟာရှက်ပါပဲရှက်ဖို့ကောင်းလိုက်တာကျွန်တော်မိသားစုဝင်နေရတကယ်စဉ်းပြေပြမအဲ့လိုကြီး လောက်တော်မှာအဟိုးကောင်းလေဗျာကျောင်းတော်ရင်တပတ်ဝင်လာတယ်ဆိုတော့သတင်းကြားလာနဲ့တန်းကြီးတာကျောင်းတန်းမဖောက်လိုက်ရဘူးနေပြည်တော်ဥဒ္ဒတိရညို့မှာရှိတယ်ကျောင်းဖက်စစ်ခွေးတက်နေပြည်တော်မှာဟာမိကုန်းတွေအများကြီးမေးကြတယ်ဟာကိုရှန့်နေပြည်တော်မှာခြတယ်နေပြည်တော်စကန်တွေတိတ်ပြီးဆိုတော့နေပြည်တော်ရောက်နေပြီလားနေကုန်းတွေကကျွန်တော်တို့ကနေပြည်တော်မှာလည်းရှိနေတာပဲရန်ကုန်မှာလည်းရှိနေတာပဲမန္တလေးမှာလည်းကျွန်တော်တို့ရှိနေတာပဲဆိုတော့အချိန်တစ်ခုပဲကျွန်မမိသားစုကနေစောင့်ဖို့ပဲလိုတာပါ ကျောင်းအားလုံးကနေရာတိုင်းမှာရှိနေပြီးသားဟိုကောင်လေးကအခုချိန်မှာခွေးပြေးပေါ်ပြီးပြေးနေရတာဟိုလိုလိုဒီလိုလိုနဲ့ကျွန်တော်ပြောပြတာအခုဆိုရင်ရသားပြည်နဲ့ရောနေပြီကျွန်တော်စစ်စစ်ရေးကြီးနေတယ်ကျွန်တော်တို့ပူပေါင်းလှုပ်ဆောင်တဲ့အချိန်တွေမှာအကြမ်းဖက်စခွေးတက်အောင်မှာရသားပြည်နဲ့ရောပြီးတော့ပြေးနေတာဟာပြည်သူစစ်ဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်ဗျာဒလန်ဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်ပါလေပြူဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်လူမိုက်ဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်တော်တော်လေးအကုန်လုံးပြည်သူနဲ့ရောရမှာသူတို့မသိတော့ဘူးသူတို့ တက်မှန်အမိုက်ကောက်တလို့လို့ရေတံဘူးပို့တလို့လို့ငားများနေတဲ့ကောင်းတွေလို့လို့တက်မှန်လားလမ်းဘေးတောင်းစားနေတဲ့ကောင်းတွေလို့လို့ဘာလို့လို့ညာလို့နဲ့ဒီကောင်းတွေကထဖြစ်မှာကွန်းအဆိုင်လေးစထထတဲပြီးတော့အဲကွန်းအဆိုင်လေးဒါမှမဟုတ်ကွန်းအဆိုင်နဲ့ဝင်ပြီးတော့ကွန်းအရောင်းနဲ့ဝင်တယ်လို့လို့ဘာလို့လို့အဲကောင်းတွေလုံမှာအဲ့ဒီအဲကောင်းတွေအကွက်ကကျွန်တော်ကသိပြီးသားအခုအကွာအစ်နံပါတ်ဘလောက်ပါဆိုတော့မာလာတက်အောက်မှာ ဒါ official တာဝန်ထမ်းဆောင်နေတဲ့ကောင်တွေတော်မှကျွန်တော်တို့ ਨੇ တွေ့တဲ့ခင်ဗျာဘလို့ပြေးရလဲဘလို့ပုံးရလဲဆိုတာကိုကျွန်တော်တို့အများကြီးတွေ့မြင်ခဲ့ပြီးသားကျွန်တော်တို့မှာတွေ့ကြုံအများကြီးရှိပြီးသားဟုတ်ပြီကျွန်တော်ရင်ပြီးသားသူနေနေပြီးတော့ဘလို့တက်တက်ခက်တက်ပိမ့်ပိုက်လိုက်တာလဲဘလို့စီးနှင်းလိုက်တာလဲကျွန်တော်တို့တူလေးလာကြည့်အောင်ပါအကြမ်းဘက်စခွတ်တက် အခြေစိုက်ထားတဲ့နေပြီးတော့ ဥရသီရိမြို့နယ်မှာရှိတဲ့စစ်ကန်တစ်ခုကို PLA ကဝင်ရောက်စီးနင်းပြီးတော့နေပြီးတော့ဝင်းကျင်ထိ PLA တွေရောက်ရှိနေရာယူထားပြီးဖြစ်တဲ့အကြောင်းပြည်သူလွတ်မြောက်ရေးတပ်မတော် PLA အတိန်ရေမှုရဲဘော်နီနီကျော်ကပြောဆိုလိုက်ပါတယ်ခဲတယ်နော်ကျွန်တော်တို့ရဲဘော်တွေကပေါ်ရင်းတွေဖျဲတာဒေအင်းတွေဝင်ကျုံပြီးတော့မှကျွန်တော်တို့ကပြောတာကျွန်တော်ရဲ့မိသားစုဝင်တွေ PLA တော်လဲတကယ်ကိုဂုံယူမိပါတယ် ဲ့ဒီ scam မှာအကြမ်းဖက်စစ်ခွေးတက်တရားစစ်ကြောင်း၃ကြောင်းထွက်နေကြတာအဲ့တော့ဒီအချိန်တွေကိုအခွင့်အရေးယူနိုင်ခဲ့တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ဘလော့တောင်လဲဆိုရင်ဒါပြက်ကက်ခုခံခြင်းမရှိဘဲနဲ့ scam ဆော့ခွာခွေးပြေးဝက်ပြေးထွက်ပြေးသွားကြတာပါဒါကြောင့်ကျွန်တော်ပြောတဲ့အချက်ကတော့ကွဲပါပြီလို့ဟုတ်ပြီ ်ဒါပေမဲ့အချိန်မှာသူတို့တွေတတိကျထားပြီးပြီတတိကျထားတယ်ကျွန်တော်တို့တော်လိုင်းတပွဲဝင်နေလာမယ်ပေါ့ဗျာဆိုးအောင်အဲ့ထဲမှာကျွန်တော်တို့လူတွေပါလိမ့်မယ်အဲ့တော့အေးအောင်နေရကျွန်တော်ဥမာတစ်ခုပြပြမယ်ဗျာအဲဒီကျွန်တော်လဲဆိုရှယ်ပေါ်မှာတွေ့တာပါနော်ဆိုတော့ဘန်တစ်ခုကိုဓမြဘန်ဓမြတွေကဝင်တိုက်တယ်အဲ့တော့ဘန်ဓမြခေါင်းဆောင်ဆိုတဲ့ဒါခံမှန်းလို့ရတဲ့သူကနေပြီးတော့မင်းတို့အကုန်လုံးမလှုပ်နဲ့ ဒီဘန်ထဲမှာရှိတဲ့ပတ်စံကအစိုးရအပိုင်းပတ်စံဖြစ်တယ်။မင်းတို့အသက်ကမင်းတို့မင်းတို့ကိုယ့်အသက်ကိုကာဝယ်ကိုယ့်အသက်ကိုငဲ့ဒီပတ်စံကမင်းတို့ပတ်စံမဟုတ်ဘူးအစိုးရပတ်စံဖြစ်တယ်။ငါတို့ကအစိုးရပတ်စံကိုလာပြီးတော့တ냐လာတိုက်တာ။ဆိုတော့အကုန်လုံးကမလုပ်ဘူးတဲ့။တမန်တော်ဝင့်နေယူနေယူတော့ဟောပါ။အဲ့ကျတော့ထားပြီးတော့လမန်းလုံးလာတော့ဘာလို့ညာတော့မရှိဘူးပေါ့နော်။ဒါဗာဒမြရတာညံကွန်မြူသွားတဲ့ အဲစကလုံးလို့ပဲကျွန်တော်တို့ယူစတာပေါ့နော်အဲ့ဒီအသာသူအောင်မြင်ညများတိုက်နိုင်သွားတယ်လို့တော့ကျွန်တော်ကြားခဲ့ရတယ်ပေါ့နော်ဟုတ်ပြီအခုလဲအဲ့လိုပုံစံမျိုးပဲဟာရောင်ရေးဟိုမာငါတို့ငါတို့ကျုံ့ွတ်အတွက်ဒီကဝေးတက်ဖွဲ့ဝင်တွေဝင်တိုက်နေပြီငါတို့ငါတို့အတကုံကျုံတော့မှာအဲ့တော့ငါတို့ပြေးကြမယ်ဒီစကန်ငါစကန်လည်းမဟုတ်ဘူးဒီစကန်တိန့်ခံရတာငါတို့အသိန့်ခံရတာမဟုတ်ဘူးငါတို့အသက်ရှင်အောင်တော့ငါတို့ ဘယ်လိုပဲပြောပြောကွာခွေးပြိုးပြေးပြေးလို့ပဲပြောရင်လည်းကတော့ခံပါပဲခွေးတို့ဘက်ကပြေးတယ်လို့ပြောရင်လည်းခံပါပဲဘယ်လိုပဲပြောငါတို့ကတော့ခံပါပဲငကုန်ငကောလည်းခံနေကြတယ်ပဲဆိုတော့ပြေးတာပြေးမယ်ကွာစကန်းသိမ့်ခံရရင်မင်းအောင်လိုက်စကန်းလို့ပဲခေါင်းလေတက်တာပဲဆိုတဲ့ပုံစံမျိုးပဲကျွန်တော်ကတော့ထင်မိပါတယ်ဗျနူပါ12ရက်နေ့ညနေပိုင်းနေပြည်တော်ဥဒ္ဒတိမြို့နယ်တကုံးမြို့နယ်ဈာမှာရှိတယ်တကယ်ကို အကြမ်းဖက်စစ်ခွေးတက်ရဲ့ဆုံးမှုတဲ့နေရာဗျာတကယ်အချက်ချာကြတဲ့နေရာဂျားထဲမှာရှိတဲ့အခြေပြုလုံးုံကြီးစကန်းကိုကျွန်တော်ပြည်သူလူမျိုးရေးတက်မလို့ PLA ကဝင်အောင်စီးနင်းခဲ့တယ်အဲ့ဒီမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်က PLA ဝင်အောင်စီးနင်းချိန်မှာစကန်းစော့ကထပြေးသွားကြောင်း PLA ကျွန်တော်တို့စကန်းကို ကျွန်တော်ကင်းမြော့စင်တွေတော့ဘန်ဂါတွေကိုကြော်ဖြတ်ပြီးတော့စကန်အတွင်ဝင်ရောက်ခဲ့ကြောင်းနဲ့အဲ့ဒီစကန်တစ်ခုလုံးကိုရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ကြောင်းနဲ့အဲ့ဒီစကန်ဆိုရင်ဂျာပန်စစ်ခွတက်ကကောင်းနေနှစ်နှစ်ကြော်ကြာတဆွဲထားတဲ့စကန်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ကျွန်တော်တို့ဂျာပန်စစ်ခွတက်ရမဲသိမ်းမြို့မှာစကြောင်းတစ်ကြောင်းနေပြည်တော်တပ်နယ်မြေမှာအမြန်လန်းပေါ်မှာစကြောင်းတစ်ကြောင်းအခြေပြုတက်စကန်နှစ်ခုမှာစကြောင်းတစ်ကြောင်းစကြောင်းသုံးကြောင်း နေကျွန်တော်နေမီစိုးမိုးရေးတွေလုံးနေတဲ့အချိန်မှာအဲ့ဒီစစ်ကြောင်းတွေရဲ့ဂျမ်ဖက်စစ်ခွေးတက်အခြေပြုတက်စကန်ကို PLA ကနောက်ကျောင်းကနေဝင်ပိုက်လိုက်တာဖြစ်ပါတယ်။ဟုတ်တယ်။အရှိ့ရှိ့လောင်းနေတာပေါ်မှာလညိုးထိုးပြီးတော့အပေါ်အပေါ်အကောင်တွေကလည်းညှို့နေတာဟုတ်အမြောင်မင်းတို့အဲ့ဒီနေရာနေမီစိုးမိုးလို့ရောက်အဲ့တော့ဘယ်လိုဘယ်လိုပါညာဆိုတော့လညိုးတော်မှပြန်မကြောက်ကသေးဘူးအနောက်ကိုဝင်ပိုင်းလိုက်တာဖြစ်ပါတယ်။ ဆိုတော့နောက်ဘက်အကောင့်လေးကလည်းအချိန်မှကျွန်တော်ပြောလို့ပါဗလားဟာငါတို့ကတော့အသေးမခံနိုင်ဘူးအခွေးရစကန်တင်ခံရရင်မာလာရစကန်ပဲတင်ခံရလို့ပဲနာမည်တက်ကြတာငါတို့ပြေးမယ်ကွာဆိုပြီးတော့ပဲသူတို့တွေလှိမ့်မြန်စွာပြေးခဲ့ကြတာဖြစ်ပါတယ်ဥပပါတယ်ကျွန်တော်မာရသွန်ကမ္ဘာချန်ပီယံဟာတကယ်တမ်းကျတော့မာအားလှနဲ့အဖွဲပဲရသင့်တာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဟုတ်ပြီဒါတွင်မှုရဲပေါ်နေမီကျော်ရဲ့ဒါ ဖော်ပြချက်မှာဆိုရင်ကျွန်တော်တို့ပေါ့နော်အာ PLA ရဲဘော်တွေကြီးပဲကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်စင်းနေနိုင်ခဲ့တာဖြစ်ပါတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်လက်ရှိအချိန်မှာစတက်စကန်နှစ်ခုကျွန်တော်တို့ဒါရန်နာမြေအခြေပြုလုံခြုံရေးတက်စကန်ကျွန်တော်အနီးကပ်ရွာနှစ်ရွာမှာလည်းပဲစကြောင်းထိုင်နေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရတယ်ဒီတိုက်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါတကယ်ကိုထူးခြားတဲ့ပျောက်ကြားနေစနစ်ကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုခဲ့တယ်လို့ကျွန်တော်က တုံသက်ချင်ပါတယ်။ဒါဟာကျွန်တော်တို့ပျောက်ကြားစနစ်ရဲ့အာတာချက်တစ်ခုလည်းဖြစ်ပါတယ်။နေပြီးတော့အထိကျွန်တော်တို့ဝင်ရောက်ပြတ်နဲ့စိုးမိုးထိန်ချုပ်အကြမ်းဖက်စစ်ခွေးတက်ကိုမိဖို့နေပြီဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ရဲ့သားစုဝင်တွေကိုအားရဖွယ်နောက်ထပ်သတင်းတစ်ခုထပ်မံဖော်ပြခဲ့တာဖြစ်တယ်ကျေးဇူးတင်ပါတယ်ဒီကနေ့ကလေကျွန်တော်ဒီ တနင်္လာညမှာရှိတယ်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေတယ်ရှင်ရင်ဆိုကျွန်တော် KNU KNL KNTO ပေါ့နော်ဒီတပ်ဖွဲ့တွေအကုန်လုံးပူးပေါင်းပြီးတော့ဒီတိုက်ပွဲကိုဒီမြို့ပေါ့နော်မော်တော်မြို့ကိုကျွန်တော်တို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ so out လို့ပြောနိုင်တဲ့အခြေအနေအထိကိုဒါအောင်မြင်မှုဟာတကယ်ကိုအခုကာလမှာတကယ်ကိုလိုအပ်နေတဲ့ကျွန်တော်ပြည်သူလူထုတရက်လုံးနဲ့ အချို့သောတပွဲဝင်တွေအချို့သောရဲဘော်လူငယ်တွေအားစေးတစ်ခွက်ဖြစ်ပါကြောင်းပြောကြရင်ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေ